ချက်ခိုင်ရေးပါတီကထိတ်တန်းကောင်းဆောင်18ဦးထုတ်ပယ်ခံရတာဟာပါတီရဲ့အကွဲအပြဲသာဖြစ်ပြီးတိုင်းပြည်ကိုထိခိုက်မှုမရှိနိုင်ဘူးလို့နိုင်ငံရေးလေလာသူတွေကသုံးသပ်ပြောဆိုလိုက်တဲ့အကြောင်းကိုတော့ဦးစီသူစရာကသတင်းပေးပို့ထားပါတယ်ခင်ဗျာပြီးခဲ့တဲ့ရက်ပိုင်းကပြည်အောင်စုချက်ခိုင်ရေးနဲ့ပြည်ပပါတီကနေတွဲဘက်ပါတီဥက္ကဋ္ဌရာဇူယူခဲ့တဲ့သူရဦးရှင်မန်းပါဝင်ထိတ်ပိုင်းကောင်းဆောင်18ဦးကိုထုတ်ပယ်လိုက်ပြီဖြစ်တဲ့အကြောင်းကြေညာခဲ့ပါတယ်ဒီလိုပါတီတွင်းကနေထုတ်ပယ်လိုက်တာနဲ့ပတ်သက်ပြီးနိုင်ငံရေးလေလာသုံးသပ်သူဒေါက်တာရေမျိုးသိန်းက ်ပါတီရဲ့အကွဲပြဲတာဖြစ်ပြီးတိုင်းပြည်ကိုထိခိုက်နိုင်မှုတော့မရှိနိုင်ဘူးလို့ပြောပါတယ်ကျွန်တော်တို့ပြည်သူလူထုဟာနော်ပြည်ခိုင်ပြိုးပါတီရောနော်ပြည်ခိုင်ပြိုးပါတီရဲ့ခေါင်းဆောင်တွေရောနော်သူတို့ဥရွှေမန်းအပါဝင်လက်ရှိထုတ်ဖယ်ခံလိုက်ရတဲ့ပြည်ခိုင်ပြိုးပါတီရဲ့ခေါင်းဆောင်တွေပေါ်မှာရောယုံကြည်မှုမရှိဘူးထောက်ခံမှုမရှိဘူးဟိုအားပေးမှုမရှိဘူးလို့ကျွန်တော်ကတွေ့ရတဲ့အတွက်ကြောင့်မလို့နော်သူတို့ဥရွှေမန်းအပါဝင် เนาะခေါင်းဆောင်ထိပ်ပိုင်းခေါင်းဆောင်18ယောက်ထုတ်ပယ်ခံရတာဟာကျွန်တော်တို့ပြည်သူလူထုအတွက်တော့ကြီးကြီးမားမားတက်ရောက်မှုရှိလာမယ်လို့မထင်ဘူး။နောက်မြန်မာပြည်နိုင်ငံရေးအပြောင်းလဲပုံမှာလည်းကြီးကြီးမားမားတက်ရောက်မှုရှိလာမယ်လို့မထင်ဘူး။ပါတီတွင်းကနေထုတ်ပယ်ခံရတဲ့ပသက်ပြီးသူရဲ့ဥရှိမန်းကတော့လာမယ့်28ရက်နေ့မှာသတင်းစာရှင်းလင်းပွဲပြုလုပ်မှာဖြစ်ပြီးခုလိုထုတ်ပယ်တာဟာတီစဲစီမင်းစီကံဥတွေတွေနဲ့ညီညွတ်မှုရှိမရှိသုံးသပ်ဆုံးဖြတ်ပေးဖို့အင်တာနက်လူမှုကွန်ရက်ဆာမျက်နှာကနေတဆင့်ပြောဆိုထားပါတယ်။အခုအနေအခြေအနေကြည့်ရတာတော့ဖြစ်ရင်ကျွန်တော်တို့အမြင်ကတော့ဖြစ် အဲသူတို့ထိတ်သူတို့ပါတီတွင်းမှာတော့ခရက်ကြီးကကြီးပါတယ်တိုးတော့တိုက်ပြူခရက်ရိုက်နိုင်လောက်အောင်တော့ဖြင့်အဲပြဿနာမရှိဘူးလို့ထင်တယ်အခုလိုပြောင်းစုချက်ခိုင်ရင်းနဲ့ဖွံ့ဖြိုးပါတီရဲ့ထိပ်ပိုင်းကောင်းဆောင်29ဦးထုတ်ပယ်ခံရတဲ့ကိစ္စဟာတမရဟောင်းဦးသိန်းစိန်ပါတီရုံးကိုတက်ရောက်တယ်ဆိုတော့ရက်မှာပဲထုတ်ပေါ်ခဲ့တာဖြစ်ပါတယ်ထုတ်ပယ်ခံရတဲ့လူစင်းမှာသူရဥရှိမန်ဒုက္ခတာဝန်ယူခဲ့တဲ့ဥက္ကူကိုနိုင်လက်ရှိတန်နာရေးနဲ့ရင်ကျေးမှုဝန်ကြီးဖြစ်နေတဲ့သူရဥအောင်ကိုရိုးနဲ့တူဒေါက်တာကင်ရှိတို့လည်းပါဝင်တယ်လို့သိရပါတယ် jyn os di ddwyddiad ba.